မင်္ဂလာပါမူချီ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတခါမှာဖတ်ပြတင်ဆက်ပေးဖို့အလဲကျလာတဲ့စောင့်လေးကတော့နိုင်နိုင်စနစ်ရေးသားထားတဲ့နောက်ဆုံးနှစ်တငယ်ဆိုတဲ့စောင့်လေးပဲဖြစ်ပါတယ်ပထမပိုင်းအဖွားပြောတာမှန်တယ်စိတ်ကူးအိမ်မက်ကို အားပိုဆိုင်မယ်ပိုလုံးမယ်မိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်ကိုယ်မျှော်လင့်ချက်ကအကောင့်ထဲပေါ်နိုင်တယ်ဒုတိယပိုင်း ကိုရုရဲ့ကံကြမ္မာကိုကိုရုမျှော်လင့်တဲ့အတိုင်းစီမံလို့ရတယ်။ကံကြမ္မာဆိုတာကြောက်တုံးပေါ်ထွန်းထူထားတဲ့အရာမဟုတ်ဘူး။ကိုရုရဲ့ကံကြမ္မာကကိုရုရဲ့ဘဝပါ။တခြားသူရဲ့စိတ်ကူးအိမ်မက်မဖြစ်သင့်ဘူး။အခန်း၁မိုးရွာနေတာရဲ့တန်ကြပြီ။ရွှွန့်တောင်းရှေချင်းဝက်မြုပ်နေပြီ။မိုးသာမတက်ရင်ရေကန်ကြီးသဖွယ်ဖြစ်နေပြီဖြစ်တဲ့လောကတစ်ခွဲမှာဖားတော်ရေနစ်တည်နိုင်တယ်။၆တွေ့တဲ့နေရာမှာ မိုးမြံမခုန်နိုင်ရင်နဲ့တငယ်တေးရပါတော့မယ်ဒီလောကကြီးတိတ်ချမ်းနေတယ်အဖွားရဲ့မိဖို့ဘေးကတိတ်နွေးပါတယ်ဒါပေမဲ့ဒါဟိုးရင်တော့အဖြစ်ဖြစ်ပါနဲ့တငယ်လေးတွေးရင်တွေးရင်ရင်နာလာတယ်စိတ်ကူးအိမ်မက်ပေါ်အာယုံစူးဆိုင်ရင်စိတ်ကူးအိမ်မက်ကိုအကောင့်ထဲဖုံးနိုင်တယ်လို့အဖွားပြောခဲ့ဘူးတယ်ဒါပေမဲ့အဖွားကအိမ်မက်ထပ်မမတ်တော့ဘူးတရက်မှာဘယ်တော့မှပြန်မလာနိုင်တော့တဲ့နေရာစီမိမိသွားလိုက်တဲ့နောက်အဖွား အိမ်မက်ထမမတ်တော့နတ်တငယ်ဟာသိငယ်သေးတော့အိမ်မက်မမတ်နိုင်ဘူးငယ်သေးလို့အိမ်မက်မမတ်နိုင်ဘူးဆိုတာက ဟုတ်ချင်မှလည်းဟုတ်မှာပါတောင်းလောက်မျက်စိမိတ်ထားပြီးစိတ်ကူးအိမ်မက်ပေါ်နတ်တငယ်အစွမ်းကုန်အာယုံစိုက်လိုက်တယ်အကြီးပြား၆သိသွားတယ်လို့သူခံစားလိုက်ရသလို မီးတောက်မီးညွန့်တွေတောက်လာပြီးခြေထောက်နှစ်ဖက်နွေးလာတယ်လို့လည်းခံစားလိုက်ရတယ်တခခုစားလိုက်ရတယ်လို့လည်းခံစားလိုက်ရတယ်မျက်စိကိုပြန်ဖွင့်တော့သူ့ခြေထောက်ကပိုအေးသွားတယ် ဘိုက်လဲစာသွားတယ်။သူ့အာယုံဆူဆိုင်မှုမလုံလောက်လို့ဖြစ်ပါလိမ့်မယ်။မိုးရီဆိုးနေတဲ့ခေါင်းပေါ်ကအုတ်ထုပ်ဆူဆူကို သူပြင်လိုက်တယ်။နှက်တငယ်တိုင်းကပုံစံတူအုတ်ထုပ်အဝါရောင်လေးစောင်းထားကြတယ်။အုတ်ထုပ်ကျန်းကအင်မတန်လေးပြီးလုံလဲမလုံပါဘူး။မိုးရီတွေကလေပင်တစ်ချောင်းစီးကျလာပြီးအင်ကြီးကနေတဆင့်ဘောင်းမီတွေစီးဝင်သွားတယ်။နှက်တငယ်ရဲ့ဝတ်စားတွေကအဝါရောင်မှာကျန်းပြီးဆူရွှဲရွှဲနဲ့ ညစ်ပတ်ဆုတ်ပြတ်ပါသေးတယ်။တနည်းနည်းမှာစာကလေးအထောင်မဲ့လို့နူးညံ့တဲ့ဘဲမွေးလို့နှွေးထွေးတဲ့ရွှေဝါရောင်ပင်လေပြာရောင်ဝစ်စားကို သူပိုင်ဆိုင်မှာပါလေ။တနည်းနည်းမှာရှောက်သွေးတဲ့ခြေတစုံသူပိုင်ဆိုင်လာမယ်။တနည်းနည်းမှာအမောင်ပြောက်ခွေမယ်။စီးနှင်းတွေအေးပြောမယ်။နေရောင်ကြီးရောက်လာလိမ့်မယ်။ကြယ်လေးတွေလင်းလက်လာလိမ့်မယ်။တနည်းနည်းတစ်ချိန်ချိန်မှာပေါ့။အစာအုံနောက်တစ်ချိန် ူစိတ်ကူးလိုက်ပြန်တယ်။အဖွားလုံးတဲ့ပေါင်မှုန်ပြားကိုသူသတိရလိုက်တယ်။လိုရင်ဆန္ဒချောင်သူ့ရင်ဘက် နောက်တစ်ချိန်အောင့်လာပြန်တယ်။သူမွေးလာကလေးကအဖွားဟာပေါင်မှုန်ပြားတစ်ခါပဲလောက်ခဲ့ပူတာပါ။အဲ့ဒီတစ်ချိန်ကလည်းနောက်ဆုံးချိန်စန်းသစ်လပွဲတော်မှာပါ။အဲ့ဒီတော့ကလက်တငယ်တွေတောင်ဂျုံမှုန်အိတ်တဝက်စီ ခွဲရမ်းရသေးတယ်။လာရောင်လဲကြည်လင်သေးတဲ့အချိန်ဖြစ်တယ်။ မိုးရေအခြေအနေကိုတေချာကြည့်ခြင်းလို့နှစ်ထင်ပေါ်နတ်တငယ်လဖွားတင်လိုက်တယ်။အလေးရောင်တဖြည်းဖြည်းမှိန်လာပြီ။မကြခင်မှောင်လာတော့မယ်။မမှောင်ခင်ခူလုံဖို့နေရာတစ်ခုရှာရမယ်။နေရာတစ်ခုခုနဲ့စားစရာလေးတော့ရှိရမယ်။ဒီလိုမှမဟုတ်ရင်တညာလုံးရှွန့်နေ။ဘိုင်ဟောင်းလောင်းနဲ့နေရင်မနှက်ပြန်အထိသူတောင့်ခံနိုင်မှာမဟုတ်ဘူး။မျက်လုံးဝိုင်းနှလုံးကိုမေးပြီးမိုင်းကြီးကြီးတေးရိပ်ကြတယ် ူရှာဖွေလိုက်တယ်။ပိုမိန်တဲ့အရေးတခုကို အဝေးမှာခတ်မုံမုံသူမြင်လိုက်တယ်။သူ့ရင်စက်ခနဲခုံသွားတယ်။မျောလင်းချက်က တဖန်နိုးထလာတယ်။ရှေ့ကို သူအမြန်ဆုံးသွားလိုက်တယ်။နွမ်းလျားတဲ့ခြေဆုံးဒူးကောင်းအောက်ပိုင်းကလုံးဝအားမရှိဆုပ်ယုပ်နေခဲ့ပြီ။အထီးအရေးမဲကိုမလွတ်တမ်းသူစိုက်ကြည့်ထားတယ်။မိုးပူသေးလာတယ်။ ိုင်းနေရကတစ်ပင်ရဲ့ပိုးမောင်းတဲ့အချမ်းဖြစ်နေမှာကိုသူစိုးရိမ်သွားမိရဲ့တဆက်ထဲမှာပဲအိမ်ခေါင်မိုးနဲ့နန်းရံကိုသူမြင်လိုက်တယ်တစ်တုံကြောက်တုံနဲ့စောက်ထားတဲ့နှွေးပင် တွေတွေ့တက်နေတဲ့အိမ်ငယ်လေးတစ်လုံးကတုံးမှပွားကနေပေါ်လာတယ်ဒါဟာသူထိန်သမားဒါမှမဟုတ်မိသွေးဖုတ်သမားရဲ့အိမ်ဖြစ်လိမ့်မယ်အဖွားပြောတာမှန်နေစိတ်ကူးအိမ်မက်ကိုအချင်းချင်းအာယုံစူးဆိုင်ရင်မိမိကိုယ်ကိုယုံကြည်မှုပြည့်စေပြီးကိုယ်မျော်လင့်ချက်ကိုလည်းအကောင့်ထဲပေါ်စေတယ် နှွေးထွေးတဲ့မိဖို့တဖို့ကိုလက်တငယ်စိတ်ကူးအိမ်မက်မလိုက်ပြန်နေသူကောင်းထဲမှာအခုံးငွေရဲ့အပူငွေနဲ့တစ်မာစီတွေနဲ့ပြည်သွားတယ်မိနစ်ပိုင်းလောက်တော့သူနှွေးထွေးသွားတာပဲဒါပေမဲ့ခွေးဟောင်တန်းကသူ့ကိုလက်နှိုးလိုက်တယ်ဘေဘီကို သူကြည့်လိုက်တယ်သူမှားသွားတယ်ဒါအိမ်မက်မဟုတ်ဘူးအခိုးငွေအပူငွေနဲ့တစ်မာစီနှံကတကယ်ရှိနေတာပါ လူသားတွေမှာသာရှိတဲ့မိဖို့ဘေးကို သူရောက်နေတာပါစိတ်ကူးနဲ့ယူတာ လူကိုသေစေနိုင်တယ်နားခွေမတက် ဟောင်းလိုက်တဲ့ခွေးဟောင်းတန်ကြောင့်လက်တငယ်ထွက်ပြေးရတယ်သူလွတ်မလွတ်ပါမလားမတော်လူတွေဖမ်းမိသွားရင်စာလောင်ရအေးခဲရတဲ့အထင်အေးအေးစစ်စစ်တောင်တေးရပါမလားမသိဘူးခြေတစ်ဖက်ကတိတ်ခိုင်းနဲ့ခလုတ်ထိုက်မိပြီးရှွန်းနဲ့လက်တငယ်ဟတ်ထိုးမောက်လဲသွားတယ် ခွေးရသူ့ကိုပေါ်ချက်ချင်းခုန်တက်လာတယ်။သွားပြီလေ။နတ်သင်ငယ်အကြောက်လုံးပြီးအသက်တောင်မရှူရဲဘူး။တောင်းကြတော့ခွေးရသူ့လည်ပင်ကိုနမ်းရှုပ်ပြီးဖိထားတယ်။သူ့ကိုတော့သွားနိုင်မခဲလိုက်ဘူး။သူ့ကိုလှုပ်လိုက်။လူသံပြင်းပြင်းတစ်ချက်ပေါ်လာတယ်။ခွေးနောက်ဆုတ်သွားတယ်။နတ်သင်ငယ်အသက်ပြန်ရှူပြီးခေါင်းပေါ်ကြည့်လိုက်တယ်။အဲ့ဒီလူကအရက်တော်တော်မြင့်နေ။ခေါင်းမှာအမွေးဝါဝါက ကျိုးလို့တွန့်လိုက်နေတယ်။မျက်နှာပေါ်မှာအမွှေးမရှိဘူး။အဖွားပြောဘူးတာလူသားတွေရဲ့မျက်နှာပေါ်မှာလေအမွှေးရှိတယ်တဲ့။နှက်ခမ်းမွှေးလို့ခေါ်တယ်တဲ့။ဒါနဲ့တငယ်တွေနဲ့မတူတဲ့အရာပေါ့။နဲ့တငယ်စူးစမ်းတွေ့တော့ပြီးအမှတ်ရလိုက်တယ်။နေကလူသားမတရားပေါ့။သူကဝမ်းသာအားရပြောလိုက်တယ်။ဒါကိုမိမလို့ခေါ်တယ်ငတုံးရဲ့လို့လူသားကပြောတယ်။ "Oh sorry sorry" မိမငတုံးကျွန်တော်သိပါပြီ။အခေါ်ဝေါ်မှန်ဖို့ကျွန်တော်ပုံသတိထားပါမယ်မိမငတုံး နတ်တငယ်အားတက်စီရောပြောတယ်လူသားရဲ့ဘာသာစကားရှုပ်လိုက်တာ तू တိတ်မတက်သေးဘူးပြီးတော့လူသားတွေကတော်ရုံ အထီးကైမခံဘူးအထီးကైခံရရင် လူကပိုကြမ်းတမ်းလာတတ်တယ်ဒါလည်းအဖွားပြောခဲ့ဘူးတဲ့လူသားနဲ့နတ်တငယ်တို့မတူတဲ့အချက်ဖြစ်တယ်ကောင်းလေနင်ပုံစိုးပန်းစိုးတည်သွားခြင်းသလားမိမငတုံးကချင်းချောက်တယ်နတ်တငယ်နားမလည်ဖြစ်ရတယ် အဖွားပြုံးဝင်ရဒါဟာဘာကျိုးချောင်းစီရီယိုတွေမေးကမဟုတ်ဘူးမိုက်မဲတဲ့စကားလိုလည်းပြောနိုင်တယ်ဒါဟာလူသားမျိုးနွယ်နဲ့နှစ်တငယ်မျိုးနွယ်တို့ကြားအခြေခံအကြဆုံးခြားနားချက်ဖြစ်တယ်အဖွားသတိပေးခဲ့ပြီမဲ့ဒီမေးကမိုက်မဲလွန်းလာတာမို့သူဘလို့ပြန်ဖြေရမှန်းတော့မသိဘူးဟွန်းအင်းကျွန်တော်မသိချင်းမိမငတုံးနှစ်တငယ်တိတိကျကျပြောလိုက်တယ်ကျွန်တော်ပုံစုပန်းစုမသိချင်ပါဘူးကျွန်တော်မှအဲ့ဒီအစီအစဉ်မရှိပါဘူး ရတ်တငယ်အလေးထားပြောပြန်တယ်။ငတုံးလို့နင်ထပ်ပြောကြည့်ခွေးလုပ်ပြီးကြိုက်ခမ်းလိုက်မယ်။အဲ့ဒါဆဲတဲ့စကားတိလား။မိန်းမစိတ်တူတူနဲ့ရှင်းပြတယ်။ဩကျွန်တော်နားလည်ပါပြီ။တစ်ဖက်ကလိန်ဖြစ်ရင်တစ်ဖက်ကသူပြောတဲ့စကားအဓိပ္ပာယ်ကိုရတ်တငယ်အသေးစားအဖြေရှာတယ်။ဒီမိန်းမကဘာလို့အစဲခံနေရတာပါလဲ။နင်ကတကယ်နဲ့တငယ်လား။နဲ့တငယ်ကောင်းချင်းလိုက်တယ်။စကားနဲ့လေကောင်းလေပါ။ ခွေးကိုသူစိုးရိမ်တကြီးတစ်ချက်ကြည့်လိုက်တယ်။ခွေးကသူ့ကိုသွားဖြဲ့ပြတယ်။တို့လက်တငယ်ကိုမကြိုက်ဘူး။မိန်းမကပြောတယ်။လက်တငယ်ကောင်းချင်းလိုက်ပြန်တယ်။ကြောင်ရွံ့စိတ်နဲ့ချမ်းတဲ့တံကြောင့်သူတုံနေတယ်။ဘယ်လူသားကမှလက်တငယ်ကိုမကြိုက်ဘူးတဲ့အဖွားအမြဲပြောတယ်။နင်ပါလို့ချင်တာလေ။နင်ပါဖြစ်လို့ဒီကိုရောက်လာတာလေ။မိန်းမမေးတယ်။ချမ်းလက်တငယ်ကအထံကပြက်တောင်းပြက်တောင်းနဲ့သူတုံနေတယ်။ ဒီအိမ်ငယ်လေးသူ့အတန်ပြတ်သွားတယ်။ AB တည်သွားမဲ့ပုံစံမျိုးဟမ်းမဆောင်ပါနဲ့။နေရနဲ့တငယ်မဟုတ်လား။နေမှာမော်ဆွမ်းရှိတယ်မဟုတ်လား။နဲ့တငယ်တွေကချမ်းမစားမှမကြောက်ဘူး။သူတို့ကကိုကိုကိုမချမ်းအောင်မစားအောင်အချိန်မေးလုပ်လို့ရတယ်။နဲ့တငယ်အကြာကြီးစဉ်းစားပြီးမှမိမပြောတာကိုနားလေတယ်။နောက်ဆုံးသူသဘောပေါက်သွားတယ်။တကယ်လား။သူဝမ်းသာအားရမေးတယ်။ကျွန်တော်တကယ်ပဲလုံနိုင်သလား။ဒီလိုဆိုရင်ကျွန်တော်ဘယ်လိုလုပ်အောင်မလဲ။ငါဖေတိမှလည်းမိမစိတ်တူတူနဲ့ပြောတယ်။နေရနဲ့တငယ်လေး ငါမမဟုတ်တာငါဆိုးတဲ့လူသားငါလူတုံးနေအားတဲ့လူကမှငတ်ရအေးခဲရမှာအဲ့လူသားရဲ့စကားဆူးရှားရှားနဲ့စိတ်မသက်သာစေဘူးကြောက်ရွံ့ခြင်းကနတ်တငယ်တစ်ကိုယ်လုံးစီးဆင်းသွားပြီးတဲခန္ဓာရလို့ခြောက်ကန့်နေတဲ့သူ့အာခံကိုဖျက်ခါမျက်နာပေါ်ရောက်လာတယ်သူငိုလိုက်ပြီမဲ့မျက်ရည်ကစီးကြမလောင်ကြောက်တဲ့စိတ်ကြောင့်ရှိုက်တံပဲထွက်လာတယ်နင်ဘာဖြစ်ပြန်လာလဲနင်ကဘာမှလည်းမလုပ်ရပါလား အတန်ချက်ချင်းနဲ့မိမပြောလိုက်တယ်။နတ်တငယ်ငုံနေတော့မယ်။ရှင်သာဆရာငုံတန်အားစိတ်ဝိညာဉ်တစားစီဖဲ့ချွေလို့တလောကလုံးရဲ့ဝန်နေချင်းတွေပါဝင်နေတယ်။နေရာကလေးပဲရှိသေးတယ်ထင်တယ်။မိမမေးတယ်။မွေးတာသိမ့်မကြသေးဘူး။လူသားလူကြီးမင်းခမညာနတ်တငယ်အမှန်တိုင်းဖြေတယ်။တစ်ဖက်သားကိုစော်ကားမိတဲ့ဇကားတစ်ခုမပြောမိဘူးသူစူးစမ်းစဉ်းစားပြီးတစ်ဆက်သေးပြောလိုက်တယ်။နေ့မှာဘာမော်ဆွမ်းရှိတယ်လဲ။ ငါ့ကိုအမှန်တိုင်းပြောမိမထက်မိလိုက်တယ်နတ်သက်ငယ်ရမိမကိုကြည်နေတယ်သူပြောတဲ့စကားအเจ้าမညင်ညူမော်ဆွမ်းဟုတ်လားနင်လုံးနိုင်တာအားလုံးပေါ့ဩအဲ့ဒါလားအင်းအများကြီးရှိတယ်ကျွန်တော်စဉ်းစားကြည့်မယ်နော်အသက်ရှူတာလမ်းလျှောက်တာကြည်တာလုပ်တတ်တယ်ပြေးလဲပြေးတတ်တယ်စကားလဲပြောတတ်တယ်စားစရာရှိရင်စားတတ်တယ်နတ်သက်ငယ်ရဲ့စကားသံမြန်လာတယ် မိမကအိမ်တကားဝမှာခေါင်းငိုက်ဆိုင်ထိုင်ချလိုက်တယ်။တောင်းချာမှာထရက်တယ်။နင်းကိုအပြင်ဘက်မှာပဲထားရင်ကခုံကလိပ်ပြာမလုပ်ဘူး။နင်းဝင်လာပါ။မိဖို့ဘေးမှာထိုင်လို့ရတယ်။နတ်တငယ်ရဲ့မျက်လုံးစုံမှာကြောက်တဲ့အရေးအောင်ဖြည့်သွားပြီးနောက်ကိုသူခြေတလန်းချင်းဆုပ်လိုက်တယ်။တောင်းမှန်ပါလေလူသားလူကြီးမင်းမမနင်းဘာဖြစ်ပြန်လာလဲ။မိမဆုံးပါနဲ့ကျွန်တော်အမြဲလိမ်ပါပါတယ်။တောင်းမှန်ပါလေလူသားလူကြီးမင်း ကျွန်တော်မစားပါနဲ့နင်းကိုစားမယ်ဟုတ်လားနင်းဘာတွေပြောနေရလဲရိုမယ်ရီမှုံလဲဖြူအောင်မယ်လို့ကျွန်တော်ထင်တယ်အဖွားအသက်ရှင်တော့ကျွန်တော်ကိုပြောဘူးတယ်နင်းမလိမ္မာရင်လူသားတွေကနင်းကိုပေါ့ရိုမယ်ရီမှုံဖြူပြီးကင်စားလိုက်မယ်တဲ့နင်းဖွားကနင်းကိုဒီလိုပြောတာလားကောင်းပြီလေကောင်းပြီဆိုတဲ့စကားကိုကြားတာနဲ့နတ်တငယ်ပျော်သွားတယ်ဒီစကားရဲ့အထိပယ်ကိုသူသိတာမို့လုံခြုံသွားပြီလို့သူထင်တယ်သူ့မျက်နှာဝင်းဖလာပြီးအပြုံးတန်လာတယ် တကယ်ပါနည်းနည်းမှမလွဲပါဘူးအဖွားပြောတယ်လူသားလူလဲစားတယ်ဒါဟာသူတို့ကိုချီးကျူးလို့ရနိုင်တဲ့တခုတည်းသောအရာပဲတဲ့ဒီတစ်ခါတော့နတ်သင်ပြောတာမှန်သွားတယ်စကားမှန်တခုံးကို သူပြောနိုင်သွားပြီအဲ့လူသားစိတ်မဆိုးတဲ့ပြင်သူ့ကိုအတန်ကြာကြည့်ပြီးတဟာဟာအော်ရယ်တယ်ဒီညငါ့မှာစားဖို့အစားအစာလုံးလုံးလောက်ရှိတယ်နင်ဝင်လာလို့ရတယ်မိမကသူ့ကိုနှစ်သိမ့်လိုက်တယ် အိမ်ထဲကိုနဲ့တငယ်ဖြည်းဖြည်းချင်းလှမ်းဝင်လိုက်တယ်။အပြင်မှာပဲနေရင်အေးခဲ့ပြီးသူသေသွားမှာပါ။ဘာမှလည်းထပ်ဆုံးရှုံးစရာမရှိတော့ပါဘူး။ထင်းရှူသီးနဲ့ဖိုးထားတဲ့မိဘကတဟုန်ဟုန်တောက်နေတယ်။ထင်းရှူစိတ်နဲ့မွှေးကြိုင်နေတယ်။ဒါဟာရက်တော်တော်ချာမှသူပထမဆုံးခြေချတဲ့၆တွေ့တဲ့နေရာပါ။မိဘပေါ်မှာပြောင်းမှုစစ်စစ်တခုဖောက်ထားတယ်။ဒါအောင်နဲ့တငယ်ငေးဆိုင်ကြည့်မိတယ်။အိုင်နာကိုထူးခြားမှုတခု ဖြစ်သွားတယ်။မိမကဓာယူပြီးသူ့အရေးပြားအသားကို မလီဖြက်ပဲပြောင်းမှုကိုနှစ်ပိုင်းဖမ်းပြီးသူ့ကိုတစ်ပိုင်းပေးတယ်။လက်သငယ်ကမိမပေါ်တန်တရားနည်းနည်းဖြစ်သွားမိတယ်။ဒီမိမကလူဆိုးတော့မဟုတ်တော့ဘူး။ကြည်ရတာသူ့ကို အရင်ဝအောင်ကျွေးမွေးပြီးရိုမယ်ရီမှုံရမှာပဲပြောင်းမှုကို အရင်စားလိုက်ပါမယ်လေ။ပြောင်းမှုကိုတစ်စိတ်ချင်းသူစားနေလိုက်တယ်။အချိန်ဆွဲပြီးစားနေလိုက်တယ်။ပြောင်းမှုကုန်သွားတဲ့အချိန်မိုးလဲဆုံဆုံချုံနေပြီ။ပြောင်းမှုရုပ်ပြောင်းသူကြိုက်စားလိုက်တယ်။အဲနောက်ကျန်းတဲ့ဆူဆွနေတဲ့ ခြုံတယ်ကိုခြုံပြီးသူအိတ်လိုက်တယ်။ရိမ့်ရွက်နေတဲ့မီးတောက်ဘေးမှာနတ်တငယ်ဟာကြွက်ကလေးတစ်ခေါင်လိုကိုွေးကျုံအိတ်လိုက်တော့တယ်။အခန်းနဲ့အာယုံလင်းကခါတိုင်းအာယုံလင်းလိုမှိန်ဖြုတ်ဖြုတ်လေးပါပဲ။အလင်းနှင်းတွေကအိမ်နေရန်ကြားတွဝင်လာပြီးလက်ကျန်မီးကြီးကဥထနေတဲ့မီးကိုမဲမဲကိုထိုးဖောက်သွားတယ်။နတ်တငယ်နိုးထလာတော့ထူးခြားတဲ့ခံစားချက်ကိုရလိုက်တယ်။ဘာခံစားချက်လဲဆိုတာကိုချက်ချင်းသူမပြောပြတတ်ဘူး။ तू မချမ်းတော့ तू မစားတော့ဘူးဆိုတာကိုတဆက်တည်း तू သိလိုက်တယ်ခြေောက်နှစ်ဖက်လည်းမစိုးတော့ဘူးဘဝကတိတ်တာရလှပနိုင်ပါတယ်ပြီးတော့မိမသူ့ကိုလည်းမစားပါဘူးတသက်ငယ်သတိနဲ့ကုန်းထားလိုက်တယ်သူ့ကိုပေါ့တကယ်သုံးမွေးစစ်စစ်နဲ့လှုပ်ထားတဲ့တပတ်ကြီးတစ်ထည်ခြုံထားတယ်မိကိုရောင်အကျန်းထည်သုံးမွေးကြီးပါအထောင်မွေးအထည်ထက်အပေါက်တွေအများကြီးအပူပါနေပေမဲ့ ဒါဟာတကယ့်သုံးမွေးစစ်စစ်ကြီးပါမိမကသူ့ကိုပေါ်ခြုံပေးထားတာဖြစ်လို့သူမချမ်းတော့တာပါမိမကစိတ်မချုပ်ပဲဘာလို့ဒီလိုလှုပ်တာပါလဲသူအိတ်ခဲနေစားမကောင်းမှဆိုလို့လားမိမအစိုးကြီးနိုးနေပြီမိကိုဖဲနေတယ်တုတ်သေးသေးတစ်ချောင်းနဲ့မိကြီးကဲတချို့ညှက်ပြီးကောက်ရိုးနဲ့တစ်ဆွေးထည့်ထားတဲ့တန်းစလုံးတစ်ခုတည်းထည့်နေတယ် ဒီလိုလောက်ရက်ကဒုံးတိအတားနိုင်တယ်လို့လက်တငယ်ထင်တယ်။ဒါလူသားတွေပဲလှုပ်တတ်တဲ့အလုပ်ဖြစ်တယ်။လက်တငယ်ကဘာမှမပြောဘဲတစ်ဖက်ကိုပြန်ပေးလိုက်တယ်။ယူထားလိုက်ပါ။မင်းညာနင်ချမ်းပြီးတုံနေတယ်။မိမရေရွတ်တယ်။မိမမိခိုးဦးနေတဲ့တန်ဆက်လုံးကိုတစ်ကိုင်းတစ်ခုမှချိတ်ပြီးတရေတစ်ခုနဲ့ထုတ်လိုက်တယ်။ပြီးမှကြောပေါ်လွှဲလိုက်တယ်။ငါဒလီကပြီသွားမလို့အဲ့နေရာတောင်တွင်ရှိတဲ့ကုန်းပြင်မြင်ပါပါ။ ရေတွေကကုန်းပြင်းမြင်ကနေစီးကျနေတယ်လို့သူတို့ပြောကြတယ်။အဲ့ဒီနေရာမှာလယ်နဲ့စိုက်ပျိုးလို့ရတယ်မြင်ရှိတယ်။မိမရုပ်ထည့်ပြောတယ်။တလောကလုံးတိတ်ဆိတ်နေတယ်။အဲ့ဒီစကားရဲ့အထိပယ်ကိုနတ်တငယ်စဉ်းစားနေတယ်။သူလဲလိုက်မယ်လို့သူပြန်ပြောတဲ့နေထင်ပါတယ်။ဒါပေမဲ့ရှက်စရာကောင်းတဲ့ကဘယ်သွားမယ်ဆိုတော့ तू မသိပါဘူး။ငကိုနေရာကနေ तू ထွက်လာခဲ့ရတာကလည်းအဲ့ဒီနေရာမရှိတော့လို့ပါ။မရှိတော့တာမဟုတ်ဘူး။30မီတာမြင့်တဲ့ ရေရွှွနဲ့တချိုးတစ်ပဲ့တွေဝါမြူလိုက်လို့ပြောရမယ်။ဘာဖြစ်နေတာလဲ။နင့်ရှာကိုကြောင်စားသွားလို့လား။မိမမေးတယ်။ဒီမှာကြောင်မမရှိတာရှင်။နတ်တငယ်ပြောလိုက်တယ်။လူသားတွေကိုခေါ်ဝေါ်တဲ့စကားကိုသူမှတ်မိပါပြီ။ဒီကောင်ခွေးလို့ခေါ်ပါတယ်ရှင်။သူကကျွန်တော်ရှာကိုစားလိုက်ရင်အခုချိန်မှာကျွန်တော်ပါဇက်တစ်ခုလုံးသွေးတွေသူစိတ်ရှိလက်ရှိရင်ကြီးကြီးရှင်းပြနေမိတယ်။ဒါပေမဲ့မိမကသူစကားကိုဖျက်လိုက်တယ် တော်ပြီတော်ပြီမပြောနဲ့တော့မိမကသူ့ကိုကြည့်ပြီးခါတိုင်းထက်ပိုရှည်တဲ့တပြင်းတစ်ချက်ချလိုက်တယ်အဲ့နောက်ခေါင်းခါပြီးအသိဉာဏ်နဲ့မော်ဆွမ်းကနောက်မှရှိလာမယ်ထင်ပါတယ်အံသွားပေါက်သလိုမျိုးပေါ့ဘလိုမျိုးလဲလူကြည့်မယ်လက်တငယ်ကသွားဆိုတဲ့စကလုံးကိုကြားထားနေချက်ချလာတယ်ယင်ကြီးတဲ့ဘလို့ခေါ်ဝေါ်ကမှအမှန်လင်းဆိုတာတေချာသိရရင်တိတ်ကောင်းပါပဲနောက်ဆုံးမှပေါက်တဲ့သွားပေါ့တခြားသွားတွေပေါက်ပြီးမှပေါက်တဲ့သွားမိမအံသွားနေရပြလိုက်တယ် ကြောက်စရာကောင်းတဲ့ဒီကိစ္စကနဲ့တငယ်ကိုငိုစီပြန်ပါတယ်။ခမည်းပြောတော့ကျွန်တော်မစားဘူးဆိုအချင်းသူရှာကြီးတငယ်ဆိုတယ်။မိမတပြင်းရှိတစ်ချက်မှုတ်ထုတ်လိုက်ပြန်တယ်။ဟုတ်တယ်ဟုတ်တယ်နင်ပြောတာမှန်တယ်။ငါတကယ်ပြောခဲ့တယ်ဒါကြောင့်အခုဘာမှမဖြစ်ဘူး။နင်းကိုလည်းမစားဘူးမိမဖြေတယ်။ခွေးကိုလက်ဖြောက်တစ်ချက်တီးပြီးတကားဖက်မိမသွားလိုက်တယ်။နဲ့တငယ်စိတ်မကောင်းဖြစ်မိတယ်။မိမယူသွလွန်းနေစိတ်ပြောင်းလဲမြန်လွန်းနေဆိုပေမဲ့ ။တယောက်ထဲနေတာတဲ့ဆိုင် အဖော်ရပါတယ်။လက်တငယ်ရဲ့နှလုံးသားစစ်ခနေဖြစ်သွားတယ်။အရာအလုံးကညမှရောက်လာတဲ့အမောင်လိုဝမ်းနည်းစရာတွေပြည့်နေတယ်လို့သူခံစားရတယ်။ဖြစ်တယ်လို့ဆက်ထားတဲ့ထင်းရှူးသားနဲ့လှုပ်ထားပြီမဲ့တကားကြီးပြီးခိုင်နေ။ကြေးတန်ကွင်းနေနဲ့ဆက်ထားတယ်။ဒီတသားဟင်က မုတ်ဆိုးထားမှမဟုတ်တရေကုံတရေအိမ်ဖြစ်မယ်။မိသွေးဖုတ်သမားရဲ့အိမ်တော့မဟုတ်တော့ဘူး။မိမကပြောတယ်။ခွေးကမိုးရည်တဲ့မြူးထူးခုံပေါဝင်သွားတယ်။မိမက အိမ်တကားဝမှာရက်ပြီးအိမ်ထဲကြီးလိုက်တယ်။သူ့အကြီးကအပေါ်ဘက်ကြောက်တုပ်ပေါ်ရောက်သွားတယ်။ခြေနေကောင်းပါသေးတယ်။အဲ့နောက်အောက်ဖက်ကြောက်ကြားမှာလေကာဖို့ထိုးထည့်ထားတဲ့တစ်သားတုံးကို သူအသေးစိတ်လိုက်ကြည့်တယ်။အဲ့ဒီတစ်သားတုံးက၆သွေးနေပြီးမှုတက်မနေဘူး။အပေါ်မှာတော့အနေငယ်အံ့နေတယ်။ဒီအိမ်ကဆွန့်ပြစ်အိမ်မဟုတ်ဘူး။အရှင်အချိန်မီးပြန်လာနိုင်တယ်။ ိမပြောတယ်။သူစကားရဲ့အထိပ္ပယ်ကိုနတ်တငယ်လေးနားလည်လိုက်တယ်။သူတို့ကနတ်တငယ်ကိုစားလား။သူတို့ကနတ်တငယ်ကိုလုံးဝကြိုက်မှာမဟုတ်ဘူး။တကယ်လို့ငါသာနေဆိုရင်ဒီမှာနေပြီးသူတို့ကိုဒီမေးကိုမေးမှာမဟုတ်ဘူး။မိမပြောတယ်။အပြင်ဘက်ကိုနတ်တငယ်တဟုန်တို့ပြေးထွက်သွားတယ်။ခွေးထက်တောင်အပြေးမြန်သွားတယ်။ခီးတူထွက်တော့လူသားကနတ်တငယ်ကိုမေးတယ်။နေ့မှနာမည်ရှိလား။ရှိတယ်။နတ်တငယ်ကအတန်ကြဲကြဲပြန်ဖြေတယ်။အဲ့နာမည်ကဘာဖြစ်ပါလဲ။မိမတစ်ချက်ညီးလိုက်တယ်။ မဟုတ်ဘူးဘာဖြစ်မှာပါလဲမဟုတ်ဘူးဘာဖြစ်ဆိုတာကမသေးကြတဲ့အရာကိုညွှန်းတာဒါကြောင့်ဘာဖြစ်မှာပါလဲလို့ခင်ဗျားမမေးရဘူးရှင်ဘာလဲလို့မေးရမှာအဖွားသင်ပေးခဲ့တဲ့လူသားစကားပြောနည်းကိုနတ်တငယ်သတိရလိုက်တယ်နေ့နာမည်ဘယ်လိုခေါ်သလဲမိမအော်လိုက်တယ်နတ်တငယ်လန့်ဖြန့်ပြီးငိုမဲမဲဖြစ်သွားတယ်ဘာမှမဟုတ်ဘူးဘာမှမဟုတ်ဘူးငါမော်တော့ဘူးလို့ခရီးပေးတယ်မငိုနဲ့နင်မငိုနဲ့ငါမော်တော့နင်ကိုလည်းငါမစားဘူးနေ့နာမည်ဘယ်လိုခေါ်လဲ ငါ့ကိုပြောပြနောက်တစ်ခေါက်ထပ်ပြောလို့ရမလားမိမပြောတယ်ရတာပေါ့ကျွန်တော်ထပ်ပြောလို့ရတာပေါ့လက်သငယ်လေးရအားရဝမ်းသာနောက်တစ်ခေါက်ထပ်ပြောလိုက်တယ်နောက်တစ်ခေါက်ထပ်ပြောမိမတပြေးတစ်ချက်ချလိုက်တယ်နာမည်အထူကောင်းရှိလားရှိတာပေါ့တခဏလောက်ရက်လိုက်ပြီးမိမရှိရလို့ပဲထူးထူးဆန်းဆန်းတပြင်းချီတစ်ချက်ချလိုက်ပြန်တယ်လူသားရင်းနဲ့စကားပြောရတာကြီးလေးတဲ့ပြစ်တန်ကြသလိုပဲလို့အရင်တော့အဖွားပြောခဲ့ဘူးတယ် ဒီလိုဆိုရင်နာမည်အတူကောက်ကပါလေအေးပါအေးပါဟွန်းမိမရုတ်တရက်အရန်မောသောသလိုပဲနင့်ကို Ross လို့ငါခေါ်မယ်ငါလေးကရှေ့ဘွားမှာကြောက်စရာကောင်းတာတွေဘာများလုပ်ခဲ့မိလို့ဒီဘွားမှာဝဲလာခင်ရတာပါလေမိမတတွတ်တွရေရွတ်တယ်ဒါအချင်းဒီတစ်ခုကိုတတ်တည်ပြလိုက်သလိုပဲလို့နတ်တငယ်တွေးတယ်လူသားတွေဟာယူထွပ်ပြီးတုံးရတာပဲလားမိကွန်ချစ်ခုမေးပြီးမှငါနာမည်ကိုသူသိတော့တယ်လို့နတ်တငယ်တွေးလိုက်တယ်ငါနာမည်က Zarash ဇာရက်နောင်းနတ်တန်ငယ်အလင်းစလိုလိုက်နေတယ်။ဒီလိုမိတ်ဆက်လိုက်ရတဲ့စကားအတွက်သူဝမ်းသာနေတယ်။ဒီခွေးနာမည်ပါလေနတ်တန်ငယ်ကမေးတယ်။သူ့မှာနာမည်မရှိဘူး။သူ့ကိုခွေးလို့ခေါ်တယ်။တခြားနာမည်မရှိဘူး။စကားလုံးတစ်လုံးပဲ။ငါကဘာအင်အားမှစိုက်ထုတ်စရာမလိုပဲသူ့နာမည်ကိုခေါ်လိုက်လို့ရတယ်။ဇာရက်ပြန်ဖြေတယ်။နတ်တန်ငယ်စိတ်မကောင်းဖြစ်သွားမိတယ်။တရဝါတကောင်ဟာနာမည်မရှိဘဲတစ်ပင်တစ်ပင်ဒါမှမဟုတ်ကလထိုင်းတစ်လုံးလို့ ရိုးရိုးစကလုံးတစ်လုံးနဲ့ပဲခေါ်ဝေါ်လိုက်တယ်တဲ့ဇာရရဲ့ဒေါသကိုသူတီထားတာကြောင့်ဒီကိစ္စကိုရင်ထဲပဲထည့်ထားလိုက်ဖို့သူဆုံးဖြတ်လိုက်တယ်ဘလို့ပဲဖြစ်ဖြစ်ဒီတတ္တဝါနာမည်မရှိမှကို तू မလိုလားဘူးသူ့ကိုနာမည်တစ်ခုတော့ရင်ထဲကနေ तू ပေးမယ်ဒါပေမဲ့ဖြစ်စလို့နာမည်တစ်လုံးမပေးမိဖို့ तू သေးသေးချာချာစဉ်းစားရမယ်နာမည်တစ်လုံးနာမည်တစ်လုံးပေးဖို့တိတ်တာဝန်ကြီးပါတယ်မိုးရွာနေတော့မယ်ရှုပ်နေတဲ့မိုးသူတို့လမ်းပြင်ပြင်မလျှောက်နိုင်ကြဘူး ဇာရရဲ့ခြေထောက်ကနတ်တငယ်ထက်ရှိတယ်။သူ့နောက်ကို သူ အပြေးတစ်ပိုင်းလှိုက်ရတာကြောင့်သူမောနေပြီ။ဟိုခွေးကိုဒီချိန်မှာသူနည်းနည်းမှမကြောက်တော့ဘူး။ကန်တော်ကန်ရဲနေပြီ။ခွေးကိုခန္ဓာကိုယ်နဲ့သူမိထားရဲပြီ။ခွေးကလည်းနှင်းနှင်းလို့လို့လက်ခံတယ်။ခမည်းမဟို ပါဝါအစိအစိနဲ့ဟာရှိသေးလား။နတ်တငယ်ဝိလေကြောင့်ပတ်မိတယ်။ငါ့မှာပြောင်းမှုတစ်ခုရှိသေးတယ်။ညမှာစားဖို့ချန်ထားတယ်။ညမရောက်ခင်ကျွန်တော်တို့ရှင်နဲ့တည်သွားရင်အဲ့ဒီပြောင်းမှုကိုဘယ်သူစားသွားမှာလဲ။ နေခုစားနေပြီလားအင်းစားတယ်အော်မဟုတ်ဘူးမဟုတ်ဘူးအခုမစားဘူးမိုက်တယ်နေအတက်မြန်သားပဲပြောင်းမှုကိုငါတို့အခုစားလိုက်ရင်ဒီညငါတို့မှစားစရာမရှိတော့ဒါဟာဘလောက်ကြောက်စရာကောင်းလိုက်မယ်အဖြစ်လဲဒါကိုနေထက်လိလာကြည့်ညမရောက်ခင်ဒီလောကကြီးပျောက်သွားနိုင်တာပဲညမရောက်ခင်ကျွန်တော်တို့သေးသွားနိုင်တာပဲနေပသက်ပိပြီးလမ်းကောင်းကောင်းရှောက်ခွန်အားကိုလမ်းလျှောက်ဖို့ထားလိုက်ကျွန်တော်အတက်နိုင်ဆုံးလုပ်နေပါတယ်။အော်မဟုတ်သေးဘူး။ ကျွန်တော်အကြံထုတ်နေပါတယ်။อืมမဟုတ်သေးဘူး။ကျွန်တော်ကအလုပ်တစ်ခုကိုတစ်ပြိုင်နက်ထဲလုပ်မလို့ပါ။တစ်ဖက်ကလမ်းလျှောက်ရင်တစ်ဖက်ကပြောင်းမှုစားတဲ့အလုပ်တကယ်တော့လမ်းလျှောက်ရင်စကားပြောတာဟာအဲ့ဒီလောက်မမောစီပါဘူး။ပါဇက်ပိတ်ဇာရလေတံပြောင်းသွားတယ်။ဒါပေမဲ့ပါဇက်ပိတ်ဇာရအန်ချိတ်ပြီးပြောတယ်။အဲ့နောက်လူမမြင်အောင်နှက်တငယ်ရှိဒူးထောက်ချပြီးသူဝေးချလိုက်တယ်။ခွေးကသွားဖြစ်လိုက်တယ်။ဇာရရဲ့မျက်လုံးဆောင်ကဘေးပတ်လေယာဉ်ကျန်ခင်းနဲ့နုံထိုးတယ်။ ကြီးကန်းတောက်မောက်လိုက်ကြည့်နေတယ်။ကျွန်တော်တို့ညမှာစားလေရပါတယ်ခမားစိတ်မဆိုးပါနဲ့။အမြန်ပြေးစားတော့អော်လိုက်တယ်။ထရက်ပြီးနဲ့တငယ်လက်ကိုဆွဲပြေးတော့တယ်။မြ мян လားခွေးကိုလည်းသူခေါ်လိုက်တယ်။ခွေးလည်းသူတို့နဲ့အတူပြေးတော့တယ်။နဲ့တငယ်တစ်ချက်လဲသွားတယ်။ပြန်ထပြီးပြန်လဲသွားတယ်။သူငိုပါတော့တယ်။စိတ်မဆိုးပါနဲ့ခမားစိတ်မဆိုးပါနဲ့ကျွန်တော်တို့ညမှာစားလေရပါတယ်။တယောက်ယောက်ငါတို့နောက်လိုက်နေတာပါ။ဇာရာတစ်ဖက်ကရှင်းပြရင်တစ်ဖက်ကပြေး တစ်ဖက်ကအသက်ပြင်းပြင်းရှူနေရတယ်။ဟိုနားကတောင်ကမှုကိုတွေ့လာ။ငါချက်တော့နေထက်ရှိတော့သူတို့ကိုမြားပြီးအဲ့ဒီဘက်ကိုငါပြေးမယ်။နင်ကဒီစူးကြုံထဲမှာတေချာပုံးနေ။မီးကိုတေချာဖွက်ပြီးယူထား။တောင်းနေရင်အဲ့ဒီတောင်ကမှုထိတ်မှာငါတို့ဆုံမယ်။ဇာရကလက်သငယ်ကိုတန်ဆက်လုံးချိတ်ထားတဲ့ဝလုံးလှမ်းပြလိုက်တယ်။အဲ့နောက်ရှေ့ကိုအာုံပြေးတယ်။တေကိုင်းတွေကြိုးကြည့်သွားသလိုအတန်ပြာကြီးလေးထွက်လာတယ်။စုခက်ကြမှာလက်သငယ်မှလှုပ်တန်းထိုင်နေလိုက်တယ်။ သူနှလုံးတဒိမ့်ဒိမ့်ခုန်နေတယ်သူတို့နောက်ဘသူတွေလိုက်နေတာလဲမသိဘူးဟိုးအိမ်ငယ်ပိုင်ရှင်လားသူ့အိမ်ကျူးကျော်ခံလိုက်ရလို့လားဒါမှမဟုတ်ရိုမယ်ရီမုံကိုသူတို့တွေ့သွားလို့နတ်တငယ်ကိုကင်စားဖို့တိုက်လာကြတာလားသူရမ်းကြောက်နေတယ်မျက်စိဆုံကကြံငင်းနဲ့လိုက်ရှာနေမိတယ်ဒါပေမဲ့ဘာလူမှမတွေ့လိုက်မိကြောက်ရွံ့စိတ်ကတဖြည်းဖြည်းပြေသွားပြီးဝဲနေမှုအတွင်ပြောင်းသွားတယ် ူတယောက်တည်းဖြစ်သွားပြန်တယ်။လောကတခွင်ကို သူကြည့်လိုက်တယ်။ဟိုးဝင်းမိုးကုတ်ဆဝိုင်းအထိသူကလွှဲရင်ဘသူမှရှိမနေဘူး။အဖွားကိုနတ်ငယ်တတိယလိုက်တယ်။အဖွားကသူ့ကိုတင်းတင်းပွေ့ထားပြီးတစ်ဖက်မှာတဲ့ဧသည်ပြုတ်နေတယ်။နတ်ငယ်စိတ်မကောင်းဖြစ်မိသလိုမျောလင်းချက်မဲလိုက်တာလို့လည်းခံစားလိုက်ရတယ်။လူသားမင်းမစာရကိုသူတတိယလိုက်ပြန်တယ်။သူ့ကိုသူကြောက်လိုက်ရတာဒါတော့ तू ကသူ့ကိုပြောင်းမှုချွေးသွားသေးတယ်။အခုလို့တယောက်တည်း ကြီးတယ်ကြံနေတာထက်စာရင်ဘလောက်ကောင်းလဲခုတော့လက်ရှိနေရာကနေဟိုမိုးကုတ်စပိုင်းထိသူတယောက်တည်းပဲရှိနေခဲ့ပြီလက်သငယ်ငုံမိပြန်တယ်အတမထွက်ပဲတူးတူးလေးငိုတယ်သူ့ဘေးမှာကြလာတဲ့ညင်သာနူးညံ့တဲ့မိုးရေလိုရှင်ထဲမှာပဲသူငိုနေမိတယ်တကယ်လို့ဟိုခွေးနဲ့ပြန်တွေ့ရင် သူ့ကိုဘေးမှာအသက် ရှူနေသူလို့ခေါ်မယ်လို့သူတွေးလိုက်တယ်ဒါပေမဲ့ဆာရာကခွေးနာမည်ကိုတူတူပေးရတယ်ပြောတယ်ဒီနာမည်က တိုးနေပြီပဲ